ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျမြန်မာ Ghost Story Channel ကနေပြန်လည်ပြီးတော့ကြိုးဆိုပါတယ်ဆိုတော့ဒီနေ့မှာတစ်ဆက်ပြီးသွားဖို့ရှိတဲ့ဇလန်းကတော့အယူသူတော်နှစ်နတ်မိချောင်းစာဆုံးဖြစ်ပါတယ်ခင်ဗျဆိုတော့အားလုံးပဲ ready ဖြစ်ပြီဆိုရင်ဒီနေ့ကျွန်တော်စီစဉ်လေးကိုစလိုက်ကြအောင်ပါခင်ဗျ Hey လူယိုကြီးဒီနေ့ဘရားဘွဲဘယ်နဲ့လဲဗျာစုံတော့မှလားရုတ်တရက်လမ်းအောင်နှုတ်ဆက်လာတဲ့ကြော်မိုးရဲ့တန်ကြောင့်လူယိုကြီးမောင်မျိုးတယောက်စိတ်ဆိုးအခက်ဒေါသထွက်အခက်နဲ့လှဲ့ကြည့်ရင်မချီပြုံးပြုံးမိရတယ် လူပြုတ်ကြီးရင်းနေနေဗျာမေးတာဖြစ်哦ဟိုဖြစ်လာမှာဗောဖြစ်လာမှာဗောလုံးအနေနဲ့ဒီနေ့မှမစွန်းတော့ခမောင်းခမောင်းစိတ်နာပြီးတော့မိတောင်းအိုင်နဲ့ကိုခုံချလိုက်သိပြီနော်လူပြုတ်ကြီးမောင်မျိုးစကားကိုတုံ့ပြန်မှုမပြုတော့တရှူးဒေါသထွက်နေခတ်တုတ်တုတ်ပဲအိမ်ပြန်လန်းစီခြေလှမ်းလိုက်အနောက်ပါးစီကကြော်မိုးရဲ့ရီမောတန်ကတော့ကတ်လျက်သားလိုက်ပါလာလေလူပြုတ်ကြီးမောင်မျိုးဆိုရင်ရုံကုန်းရွာမှာမသိသူမရှိကြဘူးရုံးကောင်ရွာမှာအသက်20မကျော်အိမ်အောင်ပြုတ်တတ်ကြတယ်။ဒီထဲမှာမောင်မျိုးတယောက်သာဘလို့အကြောင်းကြောင်းမှန်းမသိဘူး။ အသက်30ကျော်လာတဲ့တိုင်အိမ်တော်မကြခြေသူကြီးကြတော့မရှိဘူးဒီတော့တရွာလုံးကမောင်မျိုးမြေနာနဲ့ထိငေါ်စားနောက်ကြတာပါပဲကြာတော့မောင်မျိုးမှဒေါသထွက်ရတာပေါ့ဒီထဲမှာမောင်မျိုးတို့ရိုးကောင်းရွာရဲ့ဒီနေရာအကြောင်းနဲ့အပေါ်မှာကြော်မှုစားနောက်ပြီးစကားပြောသွားတဲ့ထက်ကမိเจ้าအိုင်ပြီးတော့ဖျားပွဲဆွဲเจ้าအိုင်ကိုပြောပြအောင်မိမောင်မျိုးတို့ရိုးကောင်းရွာရဲ့အနောက်ဘက်ချမ်းစီမှာမိเจ้าအိုင်လိုမိရတဲ့အိုင်ကြီးတိုင်ဒီရှိအကျဲကမိုင်းနဲ့တွက်မယ်ဆိုကိုးမိုင်ပတ်ချာလေးလောက်ရှိလိမ့်မယ်ရေအားဆက်နေရသည်မခန်းတတ်ဘူး ။ DNG ရဲ့တဏျာတမိုင်နောက်ကွာကစစ်တောင်းမြင့်နဲ့ဆက်နွယ်နေလူယူဆကြ။ဘာကြောင့်လဲဆိုအိုင်ကြီးတွင်းစီကရေရွာမြေကြီးကြရင်ကြတတ်ပြီးတော့မြေကြီးတက်ရင်တက်လာတတ်တယ်လေ။ DNG ကသဘာဝရေဟန်ကြီးဖြစ်ပြီးတော့ရေပဝေသနီအချိန်တွေကလည်းနိုင်နိုင်ဟာနိုင်ရိတ်နိုင်ငွေပတ်သက်မှုတွေလည်းများစွာရှိနေခဲ့။အဲတော့က DNG ထဲစီမှာဖြစ်ပွားခဲ့တဲ့စစ်မှန်တိုက်ပွဲတွေကလည်းမနှဲခဲ့ဘူးတဲ့။ဒါကပါစရာဇဝင်မဲဆိုဆိုတမိုင်းမဲဆိုဆိုဖြစ်နိုင်ခြေတော့ရှိပါလေ။ဒီလိုရာဇဝင်နေတမိုင်းเจ้าနေနဲ့ပတ်သက်ကြီးတွေလာခဲ့တဲ့မိเจ้าအိုင်ကြီးစီမှာ လူများအတွက်စိတ်ဝင်စားစရာအကောင်းဆုံးဗဇက်ရာဇဝင်တစ်ခုကတော့ရှေးရှေးတုန်းကအိုင်ထဲမှာနေထိုင်တဲ့မိချောင်းကြီးတစ်ကောင်အကြောင်းပါပဲဒီမိချောင်းကြီးကအိမ်သုံးလုံးပမာဏတော့ကြီးမားပြီးတော့လူသွင်းလဲဆောင်းတက်လေပြီးတော့ရက်သေးရွာတွေကိုသွားလာလှုပ်ရှားကယောက်ျားမိန်းမတို့ညှိတွေဖန်းစားတတ်တဲ့နောက်ဆုံးမှာတော့ဒီလိုစိုးတန်းတောင်းကျန်းလို့နဲ့မိချောင်းကြီးကိုအာကန်တို့ဘုံကြီးတစ်ပါးကဆုံးမချေချုတ်ခဲ့မိချောင်းရဲ့ကိုစွမ်းနဲ့အိုင်ကြီးရဲ့အရှိတ်ချမ်းစီမှာဂျုံတစ်ခုကိုတီးစေတယ်ပြီးတော့အဲဂျုံကလေးပေါ်မှာမိချောင်းမင်းစေဒီလို့ တညာပြုတ်တဲ့ဇေဒီစုကိုတေးစီပြန်ကကိုတော်တိုင်းထီတော်တင်လူခဲ့လေတယ်ထီတော်လူပြီးတဲ့နောက်မှာမိချောင်းယောမရေသွင်းလို့ကြောင်းမိချောင်းဖြစ်ပြောင်းလဲစေခဲ့ပြီးတော့ကံဟီအောက်ထဲမှာပဲသာဝရရှိနေစေတော့တယ်လို့အပြောရှိကြလေတယ်ဒီလိုကြောင်းကြောင်းမဲ့အိုင်ကြီးကိုနတ်မိချောင်းအိုင်မိချောင်းအိုင်ရဲ့လို့တညာပြုတ်ခဲ့ကြဇေဒီကတော့ဒီအိုင်ကျဲကြီးတဲစီမှာအခုဒီတီရှိနေစေပဲကြောင်းယောင်အိုင်ကြီးရဲ့ပတ်ချာလဲမမောင်မျိုးတဲ့ရိုးကုန်းရွာပါဝင်ရွာကြီး900တီရှိတယ် ဒီရွာရဲ့အထဲမှာမှမောင်မျိုးရဲ့ရိုးကုန်းရွာဟာအရှိတ်ကမ်းစီမှာတည်ရှိတဲ့တခုလီသောရွာပေါ့ရိုးကုန်းရွာစီကနေမိချောင်းဝိုင်းကြီးစီကိုလမ်းကြည့်လိုက်မယ်ဆိုရင်မိချောင်းမင်းစီကိုထင်ရှားရှားမြင်ကွင်းနဲ့လမ်းပြီးတော့မျော်ဖူးတွေ့နိုင်တယ်ကျန်မာရီစီကဆိုရင်တော့သေးငယ်ဝေဝါးနေတတ်တယ်နေစဉ်တဘိုးရဲလာထဲမှာတော့ဇေဒီကလေးတို့ကကျင်းပါတဲ့ဗုဒ္ဓပူဇနီးယပွဲတော်ရှိဒီလိုချိန်မျိုးဆိုရင်ရဝေးရန်ဒီကအလူရှင်ကုသိုလ်ရှင်များရောက်ရှိလာတတ်ကြပြီဇေဒီလေးစီမာနေမကရိုးကုန်းရွာကလေးစီမှာပါစီကားတမ်းပြလို့နေတတ်တယ် ပွဲစည်းခင်းချင်းကလည်းရိုးကုန်ရပြင်ဘက်ကလေပင်ကြဲကြီးစီမှာမျက်စိစုံစီကားလေတယ်ဒီလိုပွဲချိန်ကမျိုးကြလို့ရှိရင်မောင်မျိုးတို့လိုလူလွတ်ကာလာသားများအလုံးကပဲပျော်မိတတ်ကြတယ်ဒီထက်ရဝေးရန်ဒီကဧသည်ရီထဲမှာကာလာသမီးငယ်ချောလာလေးတွေအများပြားလောက်တက်ကြသူဇေဒီကလေးစီမှာလှေဦးတိုက်ပွဲလှေပြိုင်ပွဲတွေလည်းကျင်းပပေးတတ်တယ်ဒီတော့မောင်မျိုးတို့လိုလူလွတ်သူလွတ်တွေကပြောတယ်ဆိုမဆန်းပါဘူးဒီပွဲတော်ကနေဖူးစာဆုံသွားကြသူတွေလည်းမနေဘူးလीမောင်မျိုးတယောက်သာဘာကြောင့်မှန်းမသိဘူး အသက်30ကျော်တဲ့ခုချိန်ထိကိုကောမဆုံဖြစ်နေရလိမ့်တယ်။ဒီနေ့တော့ထင်းငေါ်စားနောက်မှုများစွာတို့ကိုမောင်မျိုးတယောက်ရင်ဆိုင်ကျင်တော့ဘုလို့ဘုရားပွဲစီမှာကိုကိုကိုအစွန်ထုတ်ဖို့ဆုံးဖြတ်လိုက်မိတယ်။ဘွဲတော်ရက်ကလည်းမကြခင်မှာရောက်လာတော့မှဆိုတော့ဒီကာလပိုင်းခြားမောင်မျိုးရဲ့ရီမှန်းကာလတစ်ခုဖြစ်သွားပြီ။ကိုစိန်ပြာသူလားကွယ်ကိုလွန်ကားတဘိုးတွဲလာစမ်းပိုင်းချင်းကောင်ရောက်နေခဲ့ပြီလေ။မကြခင်မှာမောင်မျိုးတို့စောင့်မျှော်နေကြတဲ့ရီမှန်းရဘွဲတော်ချင်းကာလစီကိုရောက်ရှိလာပါတော့မယ်။ရွာထဲမှာထက်လန်းစရာတွေရောက်နေတယ်တဲ့။ ဘွဲတော်နာနီးလာပြီးတော့ဘွဲကင်းငါးဆောက်တဲ့စီကနေမောင်မျိုးပြန်လာတော့ကြားရတဲ့သတင်းတစ်ခုကိုနဲ့မတက်ဆိုင်တယ်လို့စိတ်လဲဝင်စားမိတာမဟုတ်လို့မောင်မျိုးတော့အမှတ်တမဲ့ပဲနေပြခဲ့ဒီရက်ကဆရာရီရဲ့သတင်းကိုကြားအောင်ပါပဲနောက်တစ်ရက်မှာတော့ဆရာရီနဲ့ပတ်သက်ပြီးတော့ထူးဆန်းတာတွေကြားလာတယ်ရေနွေးနဲ့ရေတွေကိုမန်တန်ရုပ်ပြီးတော့ကြောက်ကြောက်ဆူလောင်လောက်တာများတော့တကယ့်ကိုအံ့ဩစရာပဲဒါဘယ်ဟုတ်မလဲကိုကျော်မောင်ကြီးလေဖြန်းပြီးတော့အိပ်ရတဲ့လဲနေတာတေကောင်ပေါင်းလေလီကြာကြာလာပြီးတော့ဟိုရက်ကဆိုအသက်ပါငင်နေသေးတာတဲ့ အခုအဲ့လူကြီးကိုဆရာကဈေးကူပေးတာချက်ချင်းပဲလူကောင်းလူဖြစ်သွားတဲ့တော့ဆရာလေအရသမားငါထော်ကိုကူပေးလိုက်တာအရင်ကတောက်ထားတဲ့အရက်ဒီကုန်လုံးအမေးအောင်ဖြစ်ပြန်ပြီးတော့အခုလူကောင်းသူအောင်ပြန်ဖြစ်သွားတယ်တဲ့အထာနန်းဆရာဆိုသူရဲ့သတင်းထူးဆန်းများကမောင်မျိုးကြီးနားစီမှာရပိုင်းတွင်းမှာပဲကြားဗန်များလာထက်ကြားဗန်နဲ့စကားရဆရာဘီယာစီလဲစွမ်းနေတယ်ဒါမျိုးကြတော့မောင်မျိုးနဲ့တတ်ဆိုင်သွားပြီသူကတရားလုံးကခေါင်းဆောင်လူပြိုကြီးဖြစ်နေတတ်မှတ်ထားကြဒါအုပ်သူမခံစားနိုင်တော့ လူအကြီးဘွားကလည်းဒီနေ့ကြုတ်ကိုကြွရမယ်လို့လည်းသူဆုံးဖြတ်ထားဇရာစီကပြာစီကစွမ်းနေဆိုရင်တော့မောင်မျိုးတို့အားကိုပြုရပြီလေဇရာစီကမောင်မျိုးတို့ချက်ချင်းပဲသွားမိခဲ့တာပေါ့ဇရာစီကိုရောက်တော့ဇရာစီရောက်ဖို့သူထံကတန်းစီနေကြသူတွေမနေမနှောပါပဲမောင်မျိုးအရှိမာရင် လူက၄50လောက်ရှိနေတယ်အခုကမနပိုင်းအလုပ်လုပ်ပြီးဓမင်းစားပြန်လာခဲ့တာပါဒါမဲ့အခုတော့ဇရာစီကိုရောက်ဖို့ဇွဲကောင်းကောင်းနဲ့တန်းစီမဲအတွက်ညနေပိုင်းကိုအလုံးမစင်းတော့ဘူးလို့ဆုံးဖြတ်ထားခဲ့ပြီ။မောင်မျိုးရဲ့နောက်မှာလည်းလူတိုင်းကြီးထားလို့စီတန်းလာပြန်တယ် ညနေဆောင်တော့မှမောင်မျိုးလှဲကိုရောက်လာခဲ့ဆရာဆွဲသူကအသက်40လောက်အရွယ်အမဲအောင်ဝိတ္တကိုဆေးမြန်းပြီးတော့အိမ်ဦးကန်ဖရာအကြောင်းဆောင်ရှေ့မှာတံမလင်းခွေထိုင်နေတယ်။နဘေးမှာဆရာရဲ့ဝေယဝိဆောက်ကိုလှုပ်ဆောင်ပေးနေတဲ့အမဲအောင်ဝိတ္တလူနှစ်ယောက်ကလည်းရှိနေ။ဆရာညူဒီတယောက်ကတော့ဘီယာစီးလိုချင်တာပါ။မောင်မျိုးတို့တွေတန်းစီနေတော့ကဆရာကိုတွေ့ချင်ရတဲ့အကြောင်းကိုဆရာတစ်ပည့်တယောက်စီကြိုတင်ပြောထား။ဆရာမလုပ်ပေးနိုင်တဲ့အရာဆိုရင်အဲ့နေရာကနေပဲတခါလဲညင်းပယ်လွတ်တက်။တပည့်ဖြစ်သူရဲ့စကားကိုကြားတော့ ။ဇူးရှာရှာအကြီးတွေနဲ့ဆရာညိုကမောင်မျိုးကြီးလား။ဘယ်လိုကြောင့်ပြရစေးလိုချင်ရတာလဲပြောပြပါဦး။မိမရှုပ်ပွေခြင်းလို့လား။မောင်မျိုးကကောင်းကခံရလိုက်။မဟုတ်ပါဘူးဆရာ။ကျုပ်ကပွေချိုးဝေရွက်ချက်လုံးဝမရှိပါဘူး။ကျုပ်မိမလိုချင်တာတကူပါပဲ။မောင်မျိုးစကားကြောင့်နားထောင်ရင်ဆရာညိုကခက်သက်သက်ပြုံးတယ်။စိတ်ဆန္ဒကြောင့်လိုချင်တဲ့သဘောလား။မောင်မျိုးရှက်တော့ရှက်သွားတယ်။ဒါမဲ့အနာသီးမှဈေးရှိရမယ်ဆိုရဲစကယ်ရက်လိုပဲ။ဘယ်လိုဆိုတာပြောပြမှလိုချင်အောင်ရနိုင်မယ်မဟုတ်လား။ ဟိုစိတ်ဆန္ဒကြောင့်လဲပါတယ်လို့ပတ်ဝန်းကျင်ကကျုပ်ကိုကောမဆုံလူပြိုကြီးအတုံးကြသူဖြစ်နေတတ်မှတ်ပြောဆိုနေတာမခံကျင်လို့ဗျာတကယ်လို့သာမင်းသမီးရွှေသေးစုံလာရမယ်ဆိုလို့ကတော့ကျုပ်ရွာထဲမှာမော်ကြွားလို့ရပြီဗျာမောင်မျိုးရဲ့စကားဆုံးဆရာညိုတို့ဆရာတပည့်၃ယောက်တယောက်တစ်ယောက်အိဗယ်ပါပါကြည့်ကုန်ပြီကြမသိမသာကောင်းအောင်နှိမ့်ကြတယ်อืมတော်ရခင်ဗျာဘလို့မိန်းကလေးမျိုးကြီးပဲထားလဲပြောချင်တာရက်ရွာတဲ့ကပဲလားဘွဲတော်ရက်ကနီးလာပြီဆိုပြင်ပရွာမိန်းကလေးမျိုးကြီးရွယ်ထားသလားဖြစ်နိုင်တော့ရွာတဲ့ကမိန်းကလေးမျိုးမလို့ချင်ပါဘူးဗျာ ပြင်မမင်းကလေးအချောလာမျိုးဆိုယူနိုင်တော့အကောင်းဆုံးမဆရာကြီးအချောလာဆိုတော့ဇတ်သေးကမင်းသမီးမျိုးရနိုင်မယ်ဆိုရင်ယူနိုင်မလားဟာဆရာဆရာမျိုးရဲ့စကားကမောင်မျိုးရဲ့ရင်ထဲမှာဒိန်းကနေဖြစ်သွားစီတယ်ဇတ်မင်းသမီးဆိုမှအခုနဲ့ဖျားပွဲမှာစိန်ထုံးမောင်ဇတ်ဝင်မဲ့ကြားမိဒီဇတ်ကခေါင်းဆောင်မင်းသမီးရွှေသိန်းကိုသူတိတ်သဘောကြမိတာပဲမင်းသမီးရဲ့အပြုတ်အငိုအရေပြုံးအရာအလုံးကသူ့နှလုံးသားကိုကိုဝင်မယ်လေးလို့ပဲဖန်ဆာလုံးခဲ့အလှမှာထိတ်ခေါင်လို့တော့တိတ်တခုနာမည်ပေးထားမိသေးရဲ့ ရွေးသင်းကသာရရင်လို့တော်စိတ်ကူးရင်ဘူးပါသည်ဇမင်းမျိုးကြတော့ဖြစ်နိုင်မှာမလားဆရာကြီးစကားဟိုထေးထင်းကောပြောလာတဲ့မောင်မျိုးတော်ဆရာကျောင်းကရည်လိုက်ပြီးတော့မဖြစ်နိုင်ဆရာမရှိပါဘူးကိုမျိုးကခုခင်ဗျားတွေးဆုံနေရတာရောပြန်ဆရာညိုပါဗျာဘာမှမပူနဲ့ခင်ဗျားဘက်ကစိတ်သာရှိကျုပ်ဘက်ကရအောင်လုပ်ပေးမယ်ဟာဆရာတကယ်ပြောတာလိုင်းကဲကျုပ်ကစကားအပေါ်လိုမပြောတော့ဗျာမင်းမျိုးခင်ဗျားအပိုင်ရပြီလို့သာမှတ်ပြီးတော့ဟာကျေးဇူးပါဆရာကြီးကျေးဇူးပါ မောင်မျိုးတယောက်တော့နှပြားကြီးသွားပြီးတဟီးဖြစ်နေလေတယ်။ကဲကဲဒါဖြစ်လဲပြာစေးဖော်ဆမ်းမတရက်ကိုကျုပ်တို့သီးသန့်ချင်းဆိုကြတာပေါ့။ဟုတ်ကဲ့ပါဆရာ။တောင်းနဲ့ခင်ဗျားကြောက်တက်သလားဗျာ။ပြာစေးဖော်ရဲဆိုအစိမ့်ဒီမောင်ကိုပြန်နှိုးပြီးတော့တဏှခါသွေးခိုင်တာတို့ဘာလို့ဆိုတာမောင်မျိုးကြားဥပါလေ။တရက်စေးဆိုတာမျိုးမောင်မျိုးငငယ်တဲ့ကမကြောက်တက်ပါဘူး။ဒါမဲ့ဒီတုန်းကဆရာမျိုးကဘာယူရပြီးမေးတယ်ဆိုတာလေမောင်မျိုးမသိခဲ့ဘူး။ဟိုကျုပ်မကြောက်တက်ပါဘူးဗျာ။မောင်မျိုးလွယ်တကွဲဖြေးပေးလိုက်။ကောင်းတယ်ဗျာကောင်းတယ်။ကဲနောက်တစ်ခေါက်ส่งကြတာပေါ့။ဟုတ်ကဲ့ဆရာ ိုဒါနဲ့ပညာကြီးอ่ะနောက်တစ်ခေါက်မှာပေါ့ဗျာဆရာမျိုးကသဘောကောင်းလိုက်တာလို့လူပြိုကြီးမောင်မျိုးအထင်ရှိခဲ့ရဆရာမျိုးဆရာပြန်လာတော့မောင်မျိုးတယောက်မင်းသမီးရွှေသစင်ကိုစိတ်ကူးတွေတွင်တွင်ကြီးရင်းနေဆရာမျိုးတို့ဘက်ကအခေါ်ပြုတ်လာမယ်ချိန်ကိုဆောင်ဆိုင်မျောလင့်နေပါတော့တယ်လာမင်းနာနီးလာတော့ပွဲစည်းကင်းဆောက်လုံနေတာကလည်းပြီးစီးလို့ဈေးတွေတို့လည်းတယောက်စာနှစ်ယောက်စာရောက်လာနေကြရင်မို့ပွဲစည်းကင်းနဲ့သွားသွားလာလာလှုပ်လို့ရနေပြီမောင်မျိုးတို့ကတော့ပွဲကင်းထဲမှာဈေးဆိုင်ကန်းတွေဆောက်လုံနေတာပြီးစီးခဲ့ပြီမို့လို့ ဇိုင်ယုံဆောက်လေဘက်ကိုဝင်ကူပေးနေရဇိုင်ယုံကပရိသတ်တွေနေရာကိုပတ်ချလဲစီးဟိုးကာထားပြီးတော့ဇက်စင်နေရာကိုအမိုးကာလုပ်ပေးထားဇက်စင်ပေါ်ရောက်တော့ဇမင်းကြီးရွှေစင်ကြောင်းတစိမ့်စိမ့်တွေးမိရပြန်ကိုဆရာမျိုးသားတကယ်စွမ်းရင်တော့သူနဲ့ရွှေစင်တို့ဒူးနှပြားရွှေကေဆက်ဖို့သာရှိတော့မယ်ကိုမမျိုးပြောကိုမမျိုးအတွေးကောင်းနဲ့လုံးလုံးနေပြီးတော့ခေါ်တန်ကြောင့်မောင်မျိုးလှဲ့ကြည့်မိတော့ဇန်ကျော်တို့တဲခွာဇန်ဘောတို့အိမ်စီကအငယ်ဆုံးကောင်ကြောက်ဘောအေးကြောက်ဘောဘာကိစ္စလဲကွာမောင်မျိုးတီးတီးရက်နဲ့မေးပြလိုက် ဆရာကျောင်းကလွတ်လိုက်တာဗျာဒီညောင်ဇေဒီလေးစီကနေစောင့်နေတယ်လေစင်းလဲရှားပေးလားလို့ပြောတယ်ဆရာကျောင်းတကယ်လှုပ်ပေးမှာပါလားဆိုအတိကမောင်မျိုးရင်နဲ့တထိတ်တွေခုံလာမိဟဲ့လူကြီးကျုပ်ဘာပြန်ပြောပြရမလဲအေးဆက်ဆက်စောင့်နေမယ်လို့ပြောလိုက်ကွာပြောမိမယ်ဗျာအေးကျုပ်သွားပြီကြောက်ဘောလဲထွက်သွားလူကြီးမောင်မျိုးကတော့သူ့ရဲ့လူပြိုသောဘွားကြီးကနေကြွတော့မယ်အရေးကိုတွေးပြီးတော့ဈေးကူးတွေရင်ကညအတွက်ကိုလည်းအစည်းအဝေးချမှတ်နေခဲ့ပါတော့တယ် ညောင်းတဲ့ခါမှာတော့လူပြိုကြီးမောင်မျိုးတယောက်ဇေဒီလေးစီကနေလေကလေးနဲ့တူဇာညိုတို့လာကိုဆောင်ဆိုင်နေလေတဲ့တန်ငယ်ကောင်းချခြင်းရောက်လေတော့ဇာညိုနဲ့သူ့ဘက်နှစ်ယောက်တို့ဇွဲချင်းကြီးတလုံးကိုထမ်းကရောက်လာကြခပြန်ဆောင်နေတာတိတ်ကြသွားလာဗျာဇာညိုကရောင်းဆိုင်မှာပဲမေးမကြသေးပါဘူးဆရာကြာလိုက်ရပါလိမ့်အင်းဗျာဘွဲအတွက်ငပြောစီအုံးစီတွေအရာနောက်ကျသွားလို့ဟုတ်ကဲ့ပါဆရာကဲကဲနောက်ခါမကြခင်စတင်တော့မှာဆိုငါတို့အိုင်လေဝင်းလုံးကြောင်းကိုသွားမှရမယ်ကဲတက်ကြတက်ကြ ဆရာညိုကစော်အော်တယ်ပြီးတော့လေပေါ်အရင်စတက်လေသူတို့သုံးအောင်စလုံးတက်ပြီးချိန်မှာတော့ကဲကောင်မမျိုးလေဟိုကန်လေပတ်တယ်လို့ကြည်ပြဟုတ်ကဲ့ဆရာခုချိန်ကြီးတော့ပြာစေးတွက်ပဲလို့မောင်မျိုးကထင်နေမိသူစိတ်ကူးနေသူလေကိုလော်ခဲ့မိလေဆရာညိုကတော့လေပေါ်ကနေကောင်းငင်မောကြည့်နေဂါရာရီရွက်ကလိုက်ပါလာခဲ့အချိန်တော်လေးကြာတော့ကန်းတဲ့တော့ကိုဝေးလာခဲ့လေရေပင်းစီကလိုင်းချက်ခိုးတော့ကြောင့်လေကလေးကလူးနေဆရာညိုကမီးမထွန်းခိုင်းတာမို့လို့မောင်မျိုးကလေကိုမောင်းထဲမှာပဲ အသေးစားထိန်လွန်နေရတနေအောင်ရောက်တော့ဆရာညောကလေကိုရခိုင်းလေပြီကဲကိုမမျိုးခမားကိစ္စရဲကျုပ်တို့အစီရင်ကိုလုပ်တော့မယ်ဟုတ်ကဲ့ဆရာကျုပ်ကဘာလို့ပြရအောင်လဲရတယ်ခမားလေကိုမရွေးတော့အောင်ငြိမ်နေအောင်ပဲထိန်းမိတာတကွတော့ကြိုးတွေမှာမယ်နော်ဘလို့ပဲကြောက်ဆရာကောင်းတော်မြင်မြင်ခမားစိတ်ကိုထိန်းထွက်ပြေးတော့ဘာမျိုးမဖြစ်စေနဲ့ကျုပ်ရှိတယ်ဆိုရအသည့်ကိုကတ်တာဟုတ်ကဲ့ဆရာဆရာညိုတို့ဆရာတို့ပဲတော့ကလေပေါ်မာနေမယ်ကရော့ပွဲတွေကိုပြင်ဆင်ကြကရော့ပွဲ၃ပွဲ တပွဲစီမှာဖျောင်းနိုင်တတိုင်းအမွေးတိုင်းခုနှစ်တိုင်းထိုးနာတယ်။ကတော်ဝဲတွေပြီးလေတော့ဆရာညိုကကဲငါတောင်းနေငါပေါ့မင်းတို့ကစီးရီကိုထိငါအာနာဆက်ခင်းကျင်းတော့မယ်။ဟုတ်ကဲ့ဆရာညိုဆရာညိုကသူ့လက်ထဲကပရီကိုညာလက်စီမှာရစ်ပတ်လိုက်။အောင်ဆက်ကြနမဒေဝပူဇယတေယနာဂုံမိကံနေတံဒေဝင်ကတန်ပါတံဆရာညိုရဲ့စာပြုတ်ရုပ်ဖတ်တံအဲနောက်တော့ဆရာညိုကဗာလိလိုလိုဂါရာလိုအရာတွေကိုထပ်မံရုပ်ဖတ်လေးပြန်တယ် ဂျယ်ရီဆောင်လေးနဲ့ကောင်းကင်ကြီးစီမှာတိမ်သားတိမ်သားတွေအုပ်လွှမ်းလာ ရုတ်တရက်ရေပင်ကြီးအောက်ကအလရုတ်တရက်ရေပင်ကြီးအောက်ကအလင်းစားတွေလင်းဖြားလာတယ်မောင်မျောတော့လေကိုထင်းနဲ့ရုတ်တရက်ပြောင်းလဲသွားတဲ့ချိန်လေးကိုကြီးကအန်အောမီရင်ပေါ့ငတောင်ငမောင်းသူထွက်လာတော့မယ်မင်းတို့သေးတာစောင့်ကြည့်ကြဆရာတို့ကထအော်လိုက်တယ်ပြီးတော့သူ့လွယ်ရီထဲကတသောင်းတသာလောက်ရှိတဲ့ဂျိန်လုံးလေးကိုထုတ်ပြီးရေပင်ကိုတဖြည်းဖြည်းရိုက်ပုတ်လိုက်လေရေပင်စီကလိုင်းချက်ခုတ်ကလေးတွေကရုတ်တရက်ကြီးမားလာကောင်းကင်စီကမိုးရီဇက်တို့ကြာဆင်းလာတယ် ရေပြင်စီကလင်းတွေကလင်းတဲ့မှိန်တဲ့အချိန်တွေကသာမန်မဟုတ်ဘူးဆိုတာမောင်မျိုးသိလိုက်လိမ့်မယ်။လိုင်းကကျန်းလာမလို့လေကလူးလာ။စီစီယာမောင်မျိုးဆရာညို့အာဂူတကြီးလမ်းခေါ်လိုက်မိ။ဟေးခရတိတိစံညို့နောက်ဆံဖြစ်စီနေ။ငါတောင်းအထားလာတော့မောင်မျိုးလည်းငြိမ်သွား။ဆရာညို့ရေပြင်ကိုကြိတ်လုံးနဲ့ရိုက်နေသေးပဲ။လေနဲ့မလိုင်းမကန်းစီကရေပွက်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့။မောင်မျိုးကြီးမိနေတော့မှပဲရေပွက်ကြီးတဲကနေသာမန်မိချောင်းထက် နှစ်ဆလောက်ကြီးတဲ့မိကြောင်ဖြူကြီးတကောင်ထွက်ပေါ်လာခဲ့မိကြောင်ညုံမြင်လိုက်ချိန်မောင်မျိုးတယောက်လုံးမင်းထိတ်လန့်သွားလိမ့်ဒီမိကြောင်ကြီးကဒီမိကြောင်အိုင်ရဲ့ပါဇက်ရာဆွေနဲ့ကနှက်မိကြောင်ကြီးဆိုတာမောင်မျိုးသိမိလိုက်ပြီလေဆရာညိုတို့ကသူ့အတွက်ပြာစည်းဖို့ဖို့လှုပ်ဆောင်နေတာမှုံမှန်းကိုလည်းမောင်မျိုးရိပ်မိသိရှိလိုက်ပြီဆရာညိုခခမခမရုမောင်မျိုးလေဦးထိန်းညာရက်တန့်လိုက်ပြီးတော့မတ်တက်ရက်ကလော်တက်ကိုကိုင်းနေဆရာညိုကိုဟစ်អော်လိုက်ဒီခိုက်နီးမှရှိနေငါတောင်းအောင်မောင်မျိုးတို့ကိုအန်နေပြီးတော့မယ်ဆိုတာ တိတာမလို့လက်ဦးမှုယူကအပြေးတွန်းတိုက်လိုက်တာမလို့မောင်မျိုးတယောက်လိုင်းထန်ရဲ့ရေထဲစီကိုပြုတ်ကျသွားလေတော့ဒီချိန်မှာကောင်းကင်တိမ်တိုက်ရီစီကမိုးဆက်မိုးပေါက်တွေတဲထန်ထန်ရွာချလာခဲ့ပြီးရေပင်စီကမိသောင်းကြီးကရန်လိုလှောက်ရှားနေတို့ဇာမျိုးတို့ဇာတပည့်၃ယောက်ဟာလေသူတို့လှောက်ရှားရှိတာကိုဆက်လက်လှုပ်ဆောင်နေပါလေတော့ဒီတလားခန့်ကြာပြီးတဲ့နောက်ပြီးခဲ့တဲ့တလားတွင်းရိုးပေါ်ရွာကလူတွေအကုန်လုံးသွေးပြတ်ခြောက်ခြားနေကြအเจ้าကရှေးရိုးစင်ဆက်မိသေးပြူလာရာ မိချောင်းဟန်ကြီးစီမှာမိချောင်းတိုက်ခိုက်မှုကြောင့်လူသေးပြောက်ဟာ၁၀ယောက်ထက်မနည်းရှိလာတာကြောင့်ပါမိချောင်းနဲ့ဖြူရောင်မိချောင်းကြီးအကောင့်ထဲကအိမ်တလုံးစာဗမာနာလောက်တိရှိအမီးတစ်ချက်ရရင်လေစွာအပိုင်းပိုင်းကျိုးပြပြီးနစ်မြုပ်ကြတာပဲထူးဆန်းတာတစ်ခုဟာအိုင်းကြီးပတ်ချာလဲစီမှာရွာပေါင်း900ရှိပေမဲ့မိချောင်းဆွဲခံရတာကရိုးကုန်းရွာလူတွေကြီးတာဖြစ်နေရတခြားရဲရွာများစီမှာတော့မိချောင်းဖြူနဲ့ပတ်သက်လို့အရေးရောင်တော့မမြင်ရပါဘူးဟေးညာမိစိန်လိုသားမျိုးမိချောင်းဖြူဝင်ဆွဲလို့တဲ့ဟုတ်တော့ဘလို့တော့ဖြစ်တာတော့ တို့သားမရေးထဲမှာစီးမိလို့လားဒီအပိုင်းအိုင်ဂျီဘက်ကိုဘယ်သူမှမသွားကြောက်ဒီတော့မိချောင်းဆွဲခံတဲ့ကိစ္စမရှိသလောက်ဖြစ်နေတော့မကြာလိုက်ခင်မှာပဲတရင်ကပြန်ထွက်လာဘေးရလားအိမ်ထဲဒီဝင်ဆွဲတာတဲ့ဟုတ်တော့ဘလူတုံပြရတာတော့အဲ့ဒါတော့ပြောမနေပါနဲ့တော့မိချောင်းပြူရအိမ်နဲ့ရောင်အမိလိုက်ရိုက်ချိုးဝင်ဆွဲသွားတာတဲ့အခုမိစိန်တို့အိမ်ဘက်မှာလူတွေမနေပဲရောက်နေကြတယ်ဟေးအဆူသွားကြည့်အောင်တော့အေးသွားမသွားမယ်ကြောက်လည်းမရောက်သေးဘူး ရွာသူမနှောင်မိချောင်းဆွဲခံရတဲ့ဆိုရဲမိစိန်တို့အိမ်စီကိုတုတ်ချေတင်ပြေးကြလေတယ်။ဒီမိချောင်းကြီးတောင်းကျမ်းတာနဲ့ဖျားပွဲလဲပြက်ရတယ်လေ။သူမတို့နှောင်ရောက်သွားကြတော့မိစိန်တို့အိမ်စီမှာလူသူတွေမှမနှဲမနှောပါပဲ။အိမ်တစ်ပတ်ချမ်းကတော့မိချောင်းယူဖြိုးပြထားမှလို့ကြိုးကြေပြက်စီးနေလေတယ်။ဟာအိမ်ထဲကလူတော်ဝင်ဆွဲတယ်ဆိုတော့ဒီမိချောင်းကြီးများနေပြီ။ဟုတ်တယ်။ဒီတိုင်းငိန်နေတော့တရွာလုံးမိချောင်းဆွဲလို့မျိုးပြုတ်တော့မယ်။အမျိုးပြုတ်မယ်မလုပ်နဲ့။ခုကမျိုးပြုတ်တဲ့ပုံစံဖြစ်နေပြီ။ခင်ဗျားတို့သတိထားကြအောင်။ငတက်မင်းဘာပြောကျင်တာလဲ။ ခင်ဗျားစဉ်းစားကြည့်လေဒီအိုင်းနဘေးပပလဲမှာရွာပေါင်း900ရှိတာမိကြောင်းဆွဲကန်ကကျုပ်တို့တွေ့ရတယ်ဆွဲကန်လူတန်းလည်းကျုပ်တို့ရွာကြီးပဲဗျာအဲ့တော့မိကြောင်းကကျုပ်တို့ရိုးကောင်းကတွေ့ရတယ်ဟိုအညိုးတာပြီးဆွဲနေတာတေးကြနေပြီအေးမင်းပြောမှငါ့ကိုလည်းတွေးမိတယ်အေးကျုပ်ထင်ပြောရရင်တော့လူမျိုးကြီးမောင်မျိုးပဲဖြစ်စင်နေပတ်သက်နေမှထင်နေဟုတ်တယ်အိုင်းကောင်ကမ်းမှာလာတင်နေပြီးတော့တတိယလာတော့မိကြောင်းကြီးမိကြောင်းကြီးဆိုပြီးတော့အော်နေတာဟုတ်တယ်ဗျာဆက်ဆက်တွေးကြည့်မှအဖြစ်ကြီးပေါ်လာ ။ဆရာမျိုးတို့သုံးယောက်ကလည်းမောင်မျိုးဖြစ်တဲ့ညမှာပဲပျောက်သွားတာမလား။အေးဟုတ်သားပဲ။တို့တွေမဟုတ်တာတခုလုပ်ခဲ့တာသိကြတယ်။ငါတို့အကျိုးကြောင့်ခကနာသိအောင်မောင်မျိုးမေးတင်နေထင်တယ်ကွာ။ဟောအဲ့လိုဟောအဲ့ဒီလိုမေးလို့ဘယ်ရမလဲဗျာ။ဟိုလူကပြန်သတိပြန်လဲတဲ့ယူသွားတဲ့ဥစ္စာကို။ရွာသားတွေပြောသလိုပါပဲ။မောင်မျိုးကဖြစ်စဉ်ဖြစ်ပြီးနောက်တည့်မှာကန်းဆတ်စီသတိလစ်လျက်သားလာပြီးတော့တောင်းတင်နေခဲ့။မောင်မျိုးသတိပြန်လာတော့တောင်စင်ရေမြစကားတွေကိုဘလုံးမထွေးနဲ့ပြောဆိုနေခဲ့တယ်။မိကြောင်ကြီးမိကြောင်ကြီးရွယ်စကားကိုသွေးပြ၆ချားနဲ့ဟန်နဲ့တွင်တွင်ပြောဆိုတယ် ရွာကိုရောက်လာခဲ့တဲ့ဆရာညိုတို့ဆရာတပည့်၃ယောက်ဟာလဲအဲ့ဒီညမှာပဲပျောက်ချင်းမလားပျောက်သွားခဲ့ကြ။ဒါဆိုရင်ဒီကိစ္စတော့ဘယ်လိုလုပ်ကြ။နတ်မိကြောင်ကြီးကျင်းတဲ့အောင်တောင်းပန်တို့ရှုပ်ပဲလုပ်ကြည့်ရင်ရော။အေးကောင်းတယ်ကွာအဲ့ဒီစီစဉ်ကောင်းတယ်။ရုံးရွာရွာသားတွေကနတ်မိကြောင်ကြီးကိုတောင်းပန်တို့ရှုပ်ပဲလုပ်ဖို့ချက်ချင်းကိုပဲစီစဉ်ကြပါတော့။ချက်ချင်းကိုပဲစီစဉ်ကြပါလိတော့တယ်။ဟဲ့ငါသူတော်သူတော်တယောက်ဇေဒီကလေးတစုစီကဇောင်းနှန်းစီမှာဝင်အောင်အိပ်ပျော်နေခဲ့ပါလား။ နားရဲကိုတိုးဝင်လာတဲ့အတန်းကြောင့်သူတော်ရုတ်ကနေငုတ်တုတ်ထထိုင်လိုက်မိဘိုးသူတော်သူတော်ကိုခေါ်ရှိလာလားအယူသူတော်တယောက်အိမ်မုံဆုံးွားနေထကတောင်မြောက်ကြီးရင်နဲ့မေးမိအေးဟုတ်တယ်ဘာခိုင်းမလို့လဲဘိုးစီကနေဦးအရှင်အစ္စကောနာရဲ့တောင်မွေးတော်လာငှားပေးတာအရှင်အစ္စကောနာဆိုဟူရွှေမုံဝင်မှုရတယ်ဆရာတော်လားအေးဟုတ်ပြီစွာဟာတတဆိုသူတော်ကရွှေပြေးငွေပြေးဖြစ်ပြီပေါ့နော်ဟုတ်လားဘိုးစီအမလေးလေးငါသူတော်နှစ်သားလေးပျော်လိုက်တာနော် သူတော်တယောက်ဝမ်းသာအားနဲ့လက်ခုတ်လက်ဝါးတီးပြီးတော့ဟိအော်တယ်။ဟဲ့ငါသူတော်အဲ့ဘလို့တော့ခေါင်းစီကိုတောက်နေခောက်လာလို့သူတော်ရောင်ရမ်းကအလံကြလှဲ့ကြည့်ပြီးတော့ဘိုးစကြကသူ့နောက်မှာတောင်ဝဲကိုကန်လို့ရက်နေလေးတယ်။အဲ့ဘိုးစကြသူတော်အတန်ပဲရောက်လာတယ်ထင်လို့ဟိဟိငါသူတော်နေပေါက်ကြရတယ်တော်ပြောနေတယ်ဟုတ်လား။အိုးမဟုတ်ပါဘူးဘိုးကြီးရေရှင်သူမြတ်တောင်ဝေးရလို့သူတို့ဝမ်းသာနေတာဟဲ့ဝမ်းသာမနေနဲ့တောင်ဝေးကနေကိုခဏငှားတာ သူတော့နားမလည်နိုင်ဖြစ်သွားပြီးတော့မျက်လုံးကိုပုတ်ခတ်ပုတ်ခတ်လုံရင်းနဲ့ခေါင်းကိုလည်းတပင်းပင်းကုတ်လိုက်တယ်ဘိုးစကြားကသူတော့နင်းသေးချာနားထောင်နားထောင်ပါဘိုးကြားလုံခဲ့တဲ့ကာလာတော့ကမိချောင်းအိုင်စီမှာနိုင်မိချောင်းတကောင်အရှင်သူမြတ်ဆုံးမခြေချုပ်ဘူးလေဦးကောင်တဲကမျက်ရှင်လုံးကိုထိန်းချုပ်ပြီးနိုင်မိချောင်းလည်းရေဟိုင်ထဲမှာကြောက်အဖြစ်ပြောင်းလဲပြီးတော့ထားခဲ့အခုတော့မတမာသူတို့ကြောင့်မျက်ရှင်လုံးကယုံကြွပြီးတော့နိုင်မိချောင်းကလည်းအသက်ပြန်ဝင်ပြီးအထိန်ကိုမဲ့စွာတောင်းချမ်းနေပြီမတမာသူတို့ကတော့မိချောင်းကြောင့်ငရဲကိုရောက်ကုန် ။မိချောင်းတော်နေသွားပြီးတော့ထိန်းချုပ်ရ။အရှင်သူမြတ်ရဲ့တောင်မွေးကိုနေသုံးပြီးတော့နတ်မိချောင်းကိုငကူနေရာစီပြန်ပို့ရမယ်။လူသေးပြောက်လည်းတော်များနေပြီ။နေမြန်မြန်သွားအကူညီပေးတယ်။နတ်မိချောင်းဆိုတော့သူတို့ကိုလည်းစားသွားမလားယင်။သူတို့ကမျက်နှာငယ်လေးနဲ့ရေရွတ်တယ်။ဟဲ့ငါသူတို့နေမသွားရဲဘူးလားပြောတော့နတ်သားလေးလှုပ်ချင်တာပါဆို။အဲဟုတ်သားပဲ။ဟီဟီမနေနဲ့ရော့တောင်မွေးခုပဲနေသွားတော့သူတို့ခုသွားပါမယ်။ သူတို့ကတောင်ပွင့်ကိုလက်ခံယူတယ်ပြီးတော့နေရာကနေထသွားခြေလမ်း၃လမ်းလောက်ရောက်တော့တုံ့ဝင်နဲ့ရက်သွားလိပြီဘိုးတရားအေးလေကွယ်သူတို့ခေါ်ကြောင်ပြန်မို့ဟန်ပြင်းနေတဲ့ဘိုးကြားတန့်ကနေဖြစ်သွားသူတို့ကဘယ်သွားမှာအေးဟုတ်ပြီဒါပဲငါမပြောရသေးဘူးမြေမြေဘိုးကြားရဲ့သူတို့နောက်ကျနေတော့မယ်သူတို့ကပြန်ကုန်းတော့ဘိုးကြားမျက်နှာမာမာနဲ့မိချောင်းအိုင်ရိုးကုန်းဆိုတဲ့ကြွာဒီကနေအရှိစူးစူးကိုသွားကြည့်တော့ကဲဒါဆိုသွားပြီဘိုးကြားရဲ့ သူတို့ပြောပြီးတာနဲ့အုံးလိုက်မင်းကိုခွာစီတောင်မွေးကိုမြောက်ကင်ပြီးပြေးထွက်သွားပါလိတော့လေမနက်ခင်းနေထွက်ချင်းရိုးကုံရွာလူတွေမိကြောင်းအိုင်ကြီးရဲ့ကန်းဆက်စီမှာစူဝေးရောက်ရှိနေကြလူသူတွေရဲ့လယ်မှာတော့နတ်မိကြောင်းကိုကျွေးမွေးဖို့နွားဖြူတကောင်ကိုကျိုးတုပ်ချီနှောင်ထားလေကန်းတပူးစီမှာတော့ကရောပွဲကိုးပွဲထိုးထားကြအရှင်မိကြောင်းမင်းကျုပ်တို့ရွာသားကအရှင်နတ်မိကြောင်းပေါ်အပြည့်ပြုံမိထားပါတယ်ဒီတော့ကရောပွဲများတဲ့လူနွားဖြူတကောင်ဆက်တာပြီးတောင်းမှန်ဝင်ချအပ်ပါတယ် အပြေအားလုံးကိုခွင့်လွှတ်ပေးပါလူကြီးတယောက်ကရှေ့ထွက်ပြီးတော့ကတော့ပွဲကိုမျှလို့အတန်းကျဲကျဲနဲ့ဟစ်អော်တိုင်းတဲတယ်သူ့ရဲ့တိုင်းနေမှုပြီးစီလို့တော့နွားပြိုရေထဲစီကိုတွန်းချကြလိမ့်နွားပြိုရေထဲရောက်ခန်းဒီချိန်ရေပင်ကြီးစီမှာအလွန်ကြီးမားတဲ့ရေဝဲကြီးတစ်ခုဖြစ်ပေါ်လာခဲ့ဟာနတ်မီတော်ကြီးပေါ်လာပြီနတ်မီတော်ကြီးပေါ်လာပြီဟာခေါင်းယူပြီးအမလီလဲမင်းလောက်ကြီးလာပါလားဟစ်អော်တန်ကဆူညံငုံကြမိချောင်းကောင်းပြူကြီးကရေပြင်ထက်စီကိုတိုးပြီးတော့တက်လာခဲ့လူဟေးအားလုံးပဲရက်ကြ ဇိုးသွန်းနေတဲ့မိเจ้าအောင်ဆုံးမဖို့ငါသူတို့နတ်သားလေးရောက်လာပြီကျေလောင်တဲ့အော်ဟစ်တန်တဲ့သူလူအုပ်ကြားတွေကလည်းတောင်မွေးတခြားကိုမြောက်ပြီးတော့ပြေးထွက်လာတဲ့သူယူတယောက်သူ့အကြောင်းနွားပြိုတွန်းချနေသူတွေရက်တန့်ပြီးတော့ကြည်လာကြကန်းတော်ရောက်နေဖြစ်တဲ့မိเจ้าကြီးကနွားပြိုမစားသေးတာမလို့ဒေါသထွက်ကအမီးနဲ့ရေပြင်းတို့ပြန်ပြန်ရိုက်သူယူကပြေးနေတာကိုမရက်တစ်ချိန်လုံးပဲပြေးနေကန်းနပေးကတ်နဲ့မိเจ้าကြီးကခေါင်းမော်ခုံတက်သွားသူနဲ့လက်ထဲကတောင်မွေးကိုမြင်တော့မိเจ้าကြီးကအနောက်ကိုဆုပ်ပြေးဟေးဟေး ဒီလူဟာဒီလူကတော့မိချောင်းစားခင်တော့မှာပဲအကုန်လုံးဝိုင်းអော်ကြရမယ်သူကမိချောင်းကြီးရဲ့ခေါင်းပေါ်ရောက်သွားခဲ့ပြီပြီးတော့မိချောင်းကြီးရဲ့ခေါင်းတောင်ဝေးထောက်ကဆိုက်ရင်းနဲ့တင်းကိုငားနိုင်ပြီတင်းနေရာတင်းပြန်အရှင်သူမြတ်ကိုစားငားသူတော်မိတ်အဲ့ဒီလိုဟစ်អော်လိုက်လေဒီကမှတော့လှုပ်ရှားနေမိချောင်းကြီးကရုတ်တရက်ကြောက်တရုတ်လိုပဲတန့်ကနေငြိမ်သက်သွားလေတယ်ပြီးတော့ရေအောက်စီကိုနှိမ့်မြုပ်သွားလေတော့တယ်သူကတော့မိချောင်းကြီးခေါင်းထက်စီမှာတောင်ဝေးထောက်နေတယ်မတ်တိုက်ရက်နေကမတုံမလုံးနဲ့ ကမ်းမွာလူတွေကတော့ထူးဆန်းတဲ့မြင်ကွင်းကိုအာမေရိကန်တောင်မထွက်နိုင်တဲ့အထိဗဇတ်ဟောင်းသားနဲ့ငေးကြီးနေခဲ့ကြ။တိမ်မကြလိုက်ခင်မှာပဲမိချောင်းရောသူယူပါ။ရေအောက်စီကိုနှိမ့်မြုပ်လာခဲ့ပြီးတော့ပျောက်ွယ်သွားပါလိတော့တယ်။အခုတော့ရေပင်ကြီးဟာခုနကဘာမှမဖြစ်ခဲ့တဲ့လားတင်းငိန်လို့။လူအုပ်ကြီးကတော့ဘာစကားမှမဆိုနိုင်တော့အောင်ကြက်သေးသေးပြီးတော့နှုတ်ဆက်နေမိကြ။အိုးငါ့ရဲ့တငယ်ချင်းလေးငါ့တငယ်ချင်းလေးသူသူမိချောင်းနဲ့လိုက်ပါပြီ။သူ့မိချောင်းရှာပါပြီ။ရှာပါပြီ။ ရုပ်တရက်ထွက်ပေါ်လာတဲ့ငိုတန်းငိုတန်းနဲ့တူလို့ကြားထဲကနေကမ်းပတ်စီကိုယောက်ျားတယောက်အပြေးထွက်လာအဲ့ဒီသူကလဲပြားခံပြီးတော့သွေးပြက်ဖွယ်ရာဖြစ်ပြက်တွေကြောင့်ယူနှမ်းသွားသူမောင်မျိုးကလွဲပြီးဘယ်သူဖြစ်နိုင်ပါအောင်မလဲဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးခဲ့တာကအယူသူတော်နဲ့နတ်မိကြောင်ဇာလန်းဖြစ်ပါတယ်ခင်ဗျာဆိုတော့နောက်နေ့မှလည်းသူတော်ဇာလန်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်လောက်ပြီးတော့နားဆင်အားပေးလို့လည်းရပါတယ်ဒီနေ့မှအချိန်မီနားဆင်ခဲ့ကြတဲ့အတွက်လည်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာ cho nó ăn khi mù bỏ.